ရန်အေရန်ကုန်မြေနှဖုံးတရင်ဆောင်ကဦးစွာတင်ဆက်မဲ့တရင်ကတော့ဒီဟုတ်သမရာရှိခြင်းဖြစ်နေနာဆောက်ကဥက္ကဋ္ဌအဖွဲ့ချုပ်မူကြီးမီအွန်လိုင်းတို့တွေ့ဆုံတဲ့တရင်ဖြစ်ပါတယ်။ရုရှားဖက်ဒရေးရှင်းနိုင်ငံသူအချစ်ကြီးခရီးစဉ်ရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဖွဲ့ချုပ်မူကြီးမီအွန်လိုင်းနဲ့တရုတ်သမရာရှိခြင်းဖြစ်လို့ဟာမေလာကိုရဲ့ဒေတာဆန်တော်ချင်းညနေပိုင်းတွင်မော်စကိုမြို့ရှိ Solas Hotel Moscow တွင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ အခုလိုတွေ့ဆုံရရင်တရုတ်သမ္မတရှိချင်းဖြင့်ကငလျင်ထန်သင်ဒေသများပြည်လည်ဒီဆောင်ရည်နှင့်ထူထောင်ရေးလုပ်ငန်းများတွင်လိုအပ်သည်များကိုကိုယ်ကြီးဆောင်ရပေးတော်မှာဖြစ်သလိုမြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအချောအချာအာဏာနှင့်တည်ငြိမ်အေဂျင်စီအားထောက်ခံအားပေးပြီးဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းများဆက်လက်ကိုယ်ကြီးဆောင်ရွက်တော်မယ်လို့ပြောကြားကြောင်းသိရပါရရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့နောက်ဆက်ကဥက္ကဋ္ဌဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံသူပြန်လည်ထွက်ခွာတဲ့တဲ့ရင်ဖြစ်ပါတယ်။ရုရှားဖက်ဒရေးရှင်းနိုင်ငံသူအချစ်ကြီးခရီးရောက်ရှိနေတဲ့နိုင်ငံတော်စီမအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပွချုံမူချင်းမေအောင်လိုင်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာမေလာဆယ်ရက်ဒေတာစံတော်ချိန်နှစ်နက်ပိုင်းတွင်ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့အမှတ်3ဘနူကာဗာအပီပီဆိုင်ရာလေးစိမ်းမှမြန်မာနိုင်ငံသူပြန်လည်ထွက်ခွာလာကြောင်းသိရပါတယ်။ ခရီးစဉ်အတွင်းနိုင်ငံတော်အစီအမံအစိုးရကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းမေလာကိုရကမော်စကိုမြို့ရှိရှင်ပြင်းနေဝင်ကျင်းပါတဲ့1942-1945မဟာမျိုးချင်းစစ်ပွဲကြီးအောင်ပွဲ၂၀ပြည့်အထိန်အမှတ်စစ်ရေးပြအခမ်းအနားသို့ပါဝင်တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက်ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတဗလာဒီမာပူတင်ကတိုက်ခင်းအခမ်းနဲ့ကွန်ပျူနီလဲစားစပွဲသို့နိုင်ငံအကြီးအကဲများအထူးအဲဒီရောများနဲ့အတူတရောက်ခဲ့ပါတယ်။မေလ9ရက်ဒီကစွန်တော်ချိန်ညနေပိုင်းတွင်ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေတဲ့နိုင်ငံတော်စီမအုပ်ချုပ်ရေးကောင်စီဝတ်ထားနိုင်ငံတော်ဝန်ကြီးချုပ်ပူဇော်မူကြီးမေအောင်လိုက်နဲ့တရုတ်သမ္မတရှင်ချင်းဖြစ်လို့ဟာမော်စကိုမြို့ရှိဆိုလတ်ဟိုတယ်မော်စကိုတွင်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဒါအပြင် နိုင်ငံတော်စီမအုပ်ချုပ်ရေးကောင်စီဝတ်ထားနိုင်ငံ တော်ဝင်ကြီးချုပ်ဝန်ကြီးမှုကြီးမေအောင်လိုင်ဟာမွန်ဂိုလီးယားသမ္မတနဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ရုရှားဖက်ဒရေးရှင်းနိုင်ငံသူလာရောက်တဲ့ချစ်ကြီးရဲ့ခရီးတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝင်ကြီးချုပ်ဝန်ကြီးမှုကြီးမေအောင်လိုင်နဲ့စနီးတော်ကျူကျူလာတို့နဲ့အတူကောင်စီတွဲဖက်အတွင်ရင်မှုဗိုလ်ချုပ်ကြီးရဲဝင်ဦးနဲ့စနီးနတ်ဆက်ကအဖွဲ့ဝင်များပြည်အောင်စုဝင်ကြီးများတမတော်အစင်းမြေအရာရှိကြီးများဒုတိယဝင်ကြီးများနဲ့ချစ်ကြီးရဲ့ခရီးစဉ်ကိုယ်စားလှယ်အဖွဲ့ဝင်များလိုက်ပါခဲ့ကြကြောင်းသိရပါတယ်ရှင် ယ်။နောက်ဆုံးနေ့ဆက်မဲ့တွင်ကတော့ပွေချုံမူကြီးမင်းအောင်လိုက်ဦးဆောင်နေမြမအစင်းမြင့်ကိုစလဲအဖွဲ Russia Federation နိုင်ငံ Novosibirsk မြို့သို့ရောက်ရှိတဲ့တွင်ဖြစ်ပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သော1941-1945မဟာမြေကြီးစစ်ပွဲကြီးအောင်ပွဲ280ပြည့်အထိအမှတ်စစ်ရေးပြအခမ်းအနားသို့တက်ရောက်ခဲ့တဲ့နိုင်ငံတော်စီမအုပ်ချုပ်ရေးကောင်စီကထနိုင်ငံတော်ဝန်ကြီးချုပ်ဝန်ကြီးမှုကြီးမြောင်းလိုက်ဦးဆောင်တဲ့မြန်မာအစိုးရကိုဆက်လက်အဖွဲ့ဝင်များဟာမေလ10ရက်နေ့ပိုင်းတွင်ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ရှိဘနူဂါဗာအပီပီဆိုင်ရာလေးစိတ်မှလိုဗာစီဗီမြို့သို့အထူးလေယာဉ်ဖြင့်ထွက်ခွာရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံနိုင်ငံသားဝင်ကြီးဌာနဒုတိယဝန်ကြီးမစ္စတာအန်ဒရီရူချန်ခိုးနဲ့တာဝန်ရှိသူများရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံမန်ကြီးဦးတစ်လင်ဦးမြန်မာစစ်တမ်းကြီးရည်လေးပုံမူချုပ်ကျော်စုဦးနဲ့တာဝန်ရှိသူများကလေဆိပ်တွင်လိုက်လံပို့ဆောင်နှုတ်ဆက်ကြတယ်လို့သိရပါဗျာ။ အဲ့ဒီနောက်နိုင်ငံတော်စီမံအချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့စနေအဖွဲ့ဝင်များလည်းပါလာတဲ့အထူးလေးရင်ဟာ Nova CV မျိုးတာမရှေဘာလီစီတို့ရောက်ရှိကြရာ Nova CV ဒေတာအချုပ်ရေးမှု Mr. Chervenikov Andre Alexandrovich နဲ့တာဝန်ရှိသူများကလေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြကြောင်းသိရပါတယ်ရှင်။